ံတယောက်ဖြစ်လာပြီဆိုရင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပန်းရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံလိုက်ပြီဆိုတော့ ਨੇ သင်ကအဂုတုပြီလို့ခေါ်တဲ့အီဂျစ်ကနေပြီးတော့ယန်သူရဲ့လက်ထဲကနေယန်သူရဲ့နိုင်ငံထဲကနေမောင်မိုက်တကိုးထဲကနေထွက်လာတဲ့အတူတူပဲဒါပေမဲ့ယင်းချင်းမင်္ဂလာခံယူပြီးသွားပြီးတော့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးတာလောက်နဲ့ဖခင်ကသင်ကိုအဲ့ဒီနေရာမှာအဆုံးမသက်သွားစီဘူးအာမင်သင်ရှင်တော်ဝိညာဉ်တော်ဘုရားကယေရှုကိုဘယ်ထဲကိုခေါ်ဆောင်တယ်လဲဆိုတော့လိုက်ပြောပါအောင်တော်အယက် တောရက်လို့ပြောတဲ့အခါမှာကျွန်တော်တို့ထင်ထားတဲ့တောကိုပြောနေတာမဟုတ်ဘူးနှုတ်ကပတ်တော်ထဲမှာပြောထားတဲ့တောရက်ဆိုတာတနည်းအားဖြင့်ဂန္ဓာယကိုပြောနေခြင်းဖြစ်တယ်ခြောက်သွေးတဲ့အရက်ကိုပြောခြင်းဖြစ်တယ်အန်တရဲ့သိပ်ပေါ်တဲ့အရက်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့တခါတလေကျွန်မတို့ကဝิญဉ်ရည်ရနဲ့ပတ်သက်လာပြီဆိုရှင်အားလုံးကိုဖော်မြူလာတစ်ခုနဲ့ချလို့မရအောင်ဆိုလိုတဲ့ရကငါကငငယ်တော့ငါဒီလိုပုံစံမဲ့သိလာတာဆိုရဲဘာသာရေးနဲ့ဆိုင်တဲ့အတွေးခေါ်ကိုကျွန်မတို့ဖျက်တောက်ဖို့အတွက်အရေးကြီးတယ်အာမင် တမရရဲ့အတ္တဓာတ်ထဲမှာဘုရားသခင်ဘယ်ရောက်နေတာလဲလို့မေခွန်းမေးဘူးတဲ့သူတွေရှိလားဘုပြဒနာကြုံတဲ့ကမေးဘူးလားတတ္တာထဲမှာဘုရားရဲ့ဂတိတော်နဲ့ဆိုင်တဲ့အရာလုံးဝမမြင်ရတဲ့အချိန်ခါကိုဘုရားသခင်ဖျက်ဆီးခိုင်းတယ်။ကျမရဲ့ကန္နာရတော်ကဘယ်နေရာလဲဆိုစင်ကာပူဖြစ်တယ်။စင်ကာပူကကျမရဲ့ကန္နာရကျမရဲ့တော်။နှုတ်ရတဲ့နှစ်ပေါင်းများစွာတော့ဘုရားကကျမနဲ့ဇာစောတိဟာကိုစင်ကာပူနိုင်ငံကိုပို့တဲ့အခါမှာအရန်ခက်ခဲတယ်။ ကျွန်မတုံယုံတုံယုံနော်ဟိုခက်ခဲတယ်လို့ပြောလို့မရှိဘူးတော်တော်ခက်ခဲလွန်းလို့ခက်ခဲတယ်လို့ပြောတာစင်ကာပူနိုင်ငံမှာနေပြီးတော့ကျွန်မမှမိသေးတယ်ထမင်းဖြူနဲ့စီနဲ့စားတဲ့အချိန်ရှိခဲ့ဘူးလေဟယ်လိုတချို့တချို့တော့နေ့မှာစားစရာမရှိလို့အစာရှောင်နေနေဆိုတာကြုံခဲ့ဘူးလေကျဆိုတဲ့အမှုတော့ဆောင်းတဲ့ခါမှာတခါတဲ့လူတွေပြောင်းလဲပွင့်တဲ့သူပြင်ဆင်နေစ조사တယ် တပတ်ခါမှတခါတည်းတယောက်တစ်နှစ်လုံးမှမတယောက်ပြောင်းလဲဘူးဆိုရင်ရခက်ခဲတဲ့ခန္ဓာရကိုကျမတို့ဝိညာဉ်ပိုင်းဆံမှာလည်းဖြတ်တန်းခဲ့ဘူးတဲ့။တစုံတစ်ခုဖြစ်လို့မိဘကိုလှမ်းပြီးတော့ရင်ဖွင့်ခြင်းပဲမြဲမိဘအတွက်ဝန်ထုတ်များဖြစ်သွားမလားဆိုတဲ့ခံစားချက်တွေအပြည့်နဲ့ဖခင်ရဲ့အရှိမပဲဒူးထောက်ပြီးတော့ငိုကြွေးခဲ့တဲ့ခန္ဓာရခီးစဉ်ဆိုတာလည်းရှိခဲ့တယ်။တငယ်ချင်းအပေါင်းအသင်းတွေကိုရင်ဖွင့်လို့မရတဲ့အမှုတော်ဆောင်ဆရာကတော်တယောက်အနေနဲ့နေထိုင်ခဲ့ရတဲ့အခါမှာကြီးမားတဲ့ခန္ဓာရကိုဖြတ်တန်းခဲ့ရတယ်။ ကိုရောက်သွားတဲ့အသင်းတော်မှာကိုရဲ့အသင်းအိုးဆီယာမကတနှစ်လုံးနေမှာ3မိနစ်တောင်စကားမပြောတဲ့အချိန်တွေကိုကျွန်မကြုံခဲ့ဘူးတယ်။ဆူတောင်းပေးဖို့မပြောဘူးနော်။အခုကျွန်တော်တို့ဆိုအခုလာတဲ့ကမှာအားလုံးကဆူတောင်းခံခြင်းနဲ့ဆိုကျွန်တော်တို့တကားဖွင့်ထားတယ်။ဘလောက်ပဲပင်မန်းပင်မန်းအပေါ်မှာတနိုင်ခွဲပဲတရားဟောဟောနှစ်နိုင်ပဲတရားဟောဟောတနေ့လုံးမဲ့မတည့်ရနေရပါစေ။ကျွန်တော်တို့ဆူတောင်းပေးဖို့နဲ့ကျွန်တော်တို့ပြင်ဆင်တယ်။ဒါပေမဲ့ကျွန်မရဲ့အသက်တာထဲမှာ3မိနစ်လောက်တောင်မှဆူတောင်းပေးခြင်းစကားပြောခြင်းမခံဘူးရတဲ့အချိန်တွေရှိခဲ့တယ်။ ရန်ခက်ခဲလွန်းလို့ခလေးကိုနှုတ်မတိုက်ဖွင့်အတွက်ခက်ခဲခဲ့တဲ့အချိန်လေးဆိုတော့လည်းအများကြီးပဲဒါကြောင့်မလို့ဒီနေ့ကျမ်းစာထဲမှာအခုဒါဝိဒ်ပဲဖြစ်ဖြစ်ယောသပ်ပဲဖြစ်ဖြစ်အမှုတော်ဆောင်ဖြစ်တဲ့ကျမပဲဖြစ်နေပါစေကျမတို့ကိုးကွယ်တဲ့သခင်ယေရှုခရစ်တော်ဘုရားသခင်ပဲဖြစ်နေပါစေဒုက္ခဆင်းရဲကိုကံနာရကို လူတိုင်းဖြတ်ကျော်ရတယ်ဒါပေမဲ့ဘုရားကဘာပြောလဲဆိုတော့မခံနိုင်တဲ့စုံစမ်းနောက်ဆက်ခြင်းတော့မပေးဘူးတဲ့ 看来，米将送人老学起一样的瓜，们要多两个，变成百多，培养身边的，哈利路亚。